မီမီဂျောမိုဟီကိုကိုရင်ကလေဂျေရှွာဘန်အနိုင်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အတော်လေးကိုပြောနေပုံရပါရီမီနီမီဂျောမိုဟီကိုနဲ့မြန်မာနိုင်ငံရဲ့ပထမအုပ်ဆုံးနဲ့ဒူးဒီတော့ UFC fighter ဖြစ်တဲ့ဂျေရှွာဘန်တို့ကတော့လုံခဲ့တဲ့လတွေမှာအတော်လေးကိုနာမည်ထွက်ခဲ့တာပါနာမည်ထွက်တဲ့ဆိုရာကလေဂျေရှွာဘန်ဘက်ကနေမြန်မာနိုင်ငံမှာသူအချက်ဆုံးမီနီမီကမိုဟီကိုဖြစ်တယ်ဆိုပြီးတော့အင်တာဗျူးမှာပြောလိုက်တာဖြစ်တဲ့အတွက်တချို့သောပိတ်သက်တွေကမိုဟီကိုရေးကိုမင်းအောင်တွေမှာသွားရေးချပြီးတော့ ွေးကိုနဲ့ဂျော့ရှူအာဘန်ကိုဒီဂူဒကကိုရှစ်ပေးနေကြလေဖြစ်ပါရီဒါကြောင့်မွေးကိုနဲ့ဂျော့ရှူအာဘန်ကြိုက်နေတယ်ဆိုပြီးတော့ online ပေါ်မှာတော့တကယ်မဟုတ်ပေးနဲ့တကယ်ဟုတ်တည်အောင်ရေးသားပေါ်ပြနေကြတာဟိုလေတွေ့ရပါရီမွေးကိုကိုရန်ကလည်းဂျော့ရှူအာဘန်ကသူ့ကိုချစ်ခင်နေသူ့ကိုအားပေးတယ်ဆိုတော့ပြည်သက်တွေစီကနေတဆင်ကိုမင်းအောက်ဒီမှာပြန်လေပြီးတော့ပြောပြမှုတွေကို အဖြူရောအသေးလေးတွေနဲ့ reply ပြန်သက်ပါရီအခုလေဂျော့ရှူအာဘန်ဟာတကယ်ကိုမှပြန်ဆန်ရှားတဲ့ စကေးမျိုးနဲ့အရေးချင်းမျိုးနဲ့တမ်ဘက်ဖိုက်တာဘရက်ဆူရီယာကိုလဘန်းသမားကိုအနိုင်ရယူခဲ့ပြီလေဖြစ်ပါရယ်ရက်ရှယ်ဘိုင်းရဲ့ထိတ်တောင်းဒီဖ ens ာအင်မတန်မှဒီဇန်းစရာကောင်းလာပါရယ်တမ်ဘက်ဖြစ်တဲ့နဘန်းသမားနော်ဂျူရိုသမားကသူ့ကိုတလောက်ထက်ထိတစ်ချိန်လုံးဝင်လုံးနေတာတော့ကောင်းအောင်မို့ဒီဖ ens လုံးနိုင်တာကို တွေ့ရပါရယ်တမ်ဘက်ဖြစ်သူရက်ဆူရီယာမူယာမာယာများပြီးတော့အလေးထိုးမခံခဲ့ရတာပဲဖြစ်ပါရယ် ကိုရကမောဂျေရှွာဘန်နိုင်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မင်းမီဂျော်မိုးကြီးကိုကဂျေရှွာဘန်အနိုင်ရတဲ့ post out တခုမှာအားပေးနေတယ်ဆိုပြီးတော့ရေးသားလိုက်တာကြောင့် Facebook လူမှုကွင်းဆာမင်နာပေါ်မှာတော့ဂျေရှွာဘန်နဲ့မိုးကြီးကိုရဲ့ဆက်ဆံရေးကဘလို့လဲဆိုပြီးတော့မိခွန်းထုတ်နေကြပြန်ပါပြီဗျာ